အားလုံးပဲမင်္ဂလာပါရှင်ဆရာမကျူးရဲ့မြတိုဤမာယာဆိုတဲ့စာအုပ်ကလေးရဲ့အပိုင်း၁၁ကိုဆက်လက်ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဗကန်ကပြန်လာကလေးကသူအဆဆရရအယောင်ယောင်အမမာတွေဖြစ်နေခဲ့သည်ဤ၃ရက်အတွင်းမိုးဝေဤနေ့စဉ်အချိန်ကြားတဲ့တွင်ဆေးလေးတောက်ရင်ကီတိကိုတရိယာနေတော့အချိန်များကနေရာယူလာတတ်ဤဘတ်စကားပေါ်တွင်ဟိုတွေးစီတွင်းနေပန်စိုရာမှတ်တိုင်ကိုတခါကြော်သွားပူပြီး နနက်ကော်ဖီတောက်ချိန်တွင်ကီတီနှင့်မျက်နှာချင်းဆိုင်ထောင်၍လဖိတ်ဆိုင်ထိုင်ခဲ့ရဘူးသောပကန်းနနက်ခင်းတစ်ခုကိုတရီရတတ်ပြီးညချိန်များတွင်စာကိုအာယုံဆိုင်ကြည့်လျက်ကအာယုံဆိုင်၍မရဘဲကီတီ၏မျက်ဝန်းနနက်ကလေးများကိုမြင်အောင်လာတတ်ပြီးဆက်ရပြောင်းလဲဖြစ်အောင်ဟူစာအုပ်ကိုခြားထားလျက်တခါတည်းရန်စိတ်မတည်ငြိမ်လျင်ပြုလုပ်နေကြအလုပ်ဖြစ်သောပြင်သစ်သတင်းဌာနကအတန်းလွင့်အစီအစဉ်ကိုနားထောင်မှုစူးစမ်းကြည့်သည်ခိုင်းဆိုလျင်လှိုင်းတို25မီတာအတွင်းဖြတ်ကနေဖမ်းမိလျက် မိသားတိုင်းကိုတိကျစွာညှိဖို့အလွန်လွယ်ကူ၏ဒီတခါတော့လက်များအနေငယ်တုံရင်သလိုဖြစ်ကားစိတ်လှုပ်ရှားထိခိုက်စွာဖြင့်တော်တော်နှင့်ဖမ်းမရပဲရှိသည်ဖမ်းမိပြန်တော့လဲပြောနေသည့်စကလုံးများအပေါ်ဘလို့မှအာယုံဆိုင်ရမည်ယာသူမဆုရဲမှပြင်သစ်စာကြောင်းများစွာကိုအမှတ်တမဲ့မြင်ပြီးသွားသည်နာကီတီပြောခဲ့သောစကားကို သူသတိရနေပြန်သည်ဟိုရှင်းကဂျာမန်စာလည်းမဟုတ်ပဲပြင်သစ်စာလည်းတတ်သလားဟူသူမတအံ့တအောမေးခဲ့ဘူး၏ ။သူတတိယတလောက်တော့မင်းနဲ့သူရွာတမူလာဖျားထဲမှာနေတူသည်။နိုင်ရဘောကမင်းသားများကိုသူ့မဆုတဲ့ကုထသောမင်းသားများနဲ့တိုက်ရိုက်ဖက်ကြည့်နေတော့ကကီတီသူ့မဆုကိုလိုက်ကြည့်နေကြတော့ကဟာနည်းနည်းပေါ့ပေါ့ပါကီတီကိုလောက်ကဒီလောက်မှမသိရင်မကောင်းလို့ပါ။ဟိုသူပြန်ပြောတော့ကီတီကတစ်ချက်ရေကအင်းကျင်းတဲ့စကားထဲမှာကျမတိတာတမျိုးပဲရှိတယ်။ဟိုကလေးတစ်ဖွဲခေါင်းကိုငဲကပြောသည် ူစိတ်ဝင်စားသွား၏။ဟုတ်လား။ဘာစကားလဲ။နှုတ်ဆက်စကားလေ။အော်ပွားဆိုတဲ့စကားပေါ့။ကီတီတီသူတို့ပြန်သည်နေက စပိန်ကျန်ခွဲခွာကနေတွင်သူတို့အလုံးအားလမ်းမြောက်ပြလျက်အော်ပွားဟုပြုံးချိုစွာနှုတ်ဆက်သွားခဲ့သည်။သူစကားလေးကို မကြခဏသတိရသည်။သူမတွေးကျင်သောကြောင့်စိတ်ကိုမကြခဏထိန်ချုပ်ကြည့်၏မရကြည်သူစိတ်ကိုသူဘလို့မှချုပ်တီး၍မရသောအခါ သူစိတ်လျှော့လိုက်သည်တွေးစားမှာကွာမိမတရားအကြောင်းတွေးတယ်ဆိုတာအလွန်ထူးဆန်းပြီးအလွန်နှစ်သက်ဖို့ကောင်းတဲ့အလုပ်ပဲသူမ၏စံပြသောခင်းနောက်ကြသောဆင်းရဲထုံးဖဲမှုကို အသေးစိတ်မြင်အောင်နေခဲ့သည်ခွင်းတက်ကြတီကလေးများအညူရကနုကမာပြားဝိုင်းကလေးများဖန်ကျဲသည့်အကြည်ကလေးများတရောင်စဖုံးသောလက်ပွပွရင်မောအင်းကြီးအယောင်နှုတ်ကလေးများရောချိတ်ဈေးမဲ့လုံးကြီးများ ကျောက်စာဘိုးထောက်ရေးဖက်ကြည့်နေသောလက်ချောင်းတွေ့သေးဖြူဖြူကလေးများသူမိမတယောက်ကိုဒီများထီတတိယတက်လိမ့်မည်ဟုမထင်မိပေယနေ့သူတီသူ့ဘဝမှာတစ်ခါမှမလုပ်ဘူးသော အလုပ်ကိုပထမဆုံးအကြိမ်လုံးမိသည်ရုံးငန်းရောက်ကလေးကပညာရပ်ဆိုင်ရာစာအုပ်လုံးဝမဖတ်ဘဲအချစ်နဲ့ပတ်သက်သောစာအုပ်တုပ်ကိုဖတ်နေခြင်းဖြစ်သည် Irreprom E ချစ်ချင်း E အမှုပညာဟူသောစာအုပ်ဖြစ်သည် Secret ကိုတောက်လိုက် တလိတ်ကုံသွားလျင်ပြောက်ွက်ထဲထိုးကြည့်လျက်အစ်စ်တလိတ်ညှိလိုက်စာအုပ်ဖလိုက်နဲ့ဘာကိစ္စကိုမှကောင်းနဲ့မထဲပဲနေလိုက်သည် ကိုဝေဒီနေ့ကိုစောင်းက၃ရောက်ထမင်းစုံစားမယ်တဲ့ကိုဝေဘယ်မှသွားကြမရှိဘူးမဟုတ်လားအော်အေးသူတက်မြင့်ထုံးကိုတစ်ချက်သားလှည့်ကြည့်လျက်စာအုပ်စီပြန်အာရုံစိုက်လိုက်သည်အချစ်တီအမှုပညာတစ်ခုဖြစ်သလားဤသို့ဆိုလျင် အချစ်သည်အတိညာနှင့်အင်အားဆိုင်ထုတ်ကြိုးပမ်းမှုကိုလိုအပ်သည်။သို့မဟုတ်အချစ်သည်၎င်းကိုတွေ့ကြုံရဖို့ကံကြမ္မာ၏ကိစ္စတစ်ခုသာဖြစ်သောစိတ်ကျူးနုပွေရာအာယုံခံစားမှုတစ်ခုဖြစ်သလား။တစုံတစ်ယောက်သည်ကံကောင်းထောက်မလျင် ထိုအချစ်ထဲသို့ကြာရောက်နိုင်မသလား။ဤစာအုပ်သည်ရှေ့ကအဆိုကိုအခြေခံထားပါသည်။ထိုအစားပိုက်ကစာပြေသူ့ကိုဆွဲဆောင်ခေါ်သွားသည်ဖြစ်ရာ သူသည်အနည်းတွင်ကုခမောင်စော်ရော် တမြင်ထုံရောထိုင်နေကြသည်ကိုသတိမပြုမိပေ။အကယ်၍ကျွန်ုပ်တို့သည်မိခဲ့သို့ခြေရမည်ဟုတင်ယူတက်မြောက်လိုပါလျင် အခြားအမှုပညာတစ်ခုကိုတင်ယူလေ့လာတဲ့ကဲ့သို့လိုအပ်သည်များကို အတူတူဆက်လက်ဆောင်ရွက်ရမည်။ဥမာဂီတာ၊ပကြီး၊လက်မှုအတန်းသောမဟုတ်ဆေးပညာနှင့်စက်မှုဆိုင်ရာအမှုပညာများကဲ့သို့ပင်ဖြစ်သည်။သူ့ကိုစိတ်ဝင်စားကြည့်နေကြသောဘေးကလူနှစ်ယောက်ကိုသူလုံးဝသတိမပြုမိပေ။ ကိုခမောင်စောတိမြမဟိုတယ်နဲ့ခီးသွားဌာနမှအတီတယောက်နဲ့တယ်လီဖုန်းပြောနေစဉ်တခြားလုံးမိုးဝေကိုအကဲခတ်ကြည့်လျက်ရှိသည်မိုးဝေတီသူယုံလာတိုင်းတိတ်ဝဲလေးမရှိသောဘောင်မီကိုဝစ်လာသည်ဘောင်မီပုံစံကလည်းလူကြီးလူကောင်ဝစ်သည့်ဘောင်မီမဟုတ်ဖနက်ဤအထက်ခြေချင်းဝစ်စီတွင်တင်ရွေသွားသောအပေါ်ပိုင်းခပ်ပွားပွားချင်းမောင်မီအပြာဖြောဖြောဖြစ်သည်ရှိုင်းညီဝဲရမှာအလွန်အလုံးရှုပ်သည်ဟုခဏခဏညီးလေးရှိသည့်အတိုင်းအဖြူအောင်စပုတ်ချက်ကိုဝစ်ထားသည် ရုံးတို့မိုးဝေနောက်ကြဆုံးရောက်သည်။ရောက်ရောက်ချင်းသူတို့ကို ပြုံးပြနှုတ်ဆက်ပြီးနှင်းစီပန်းကိုတစ်ချက်ကြည့်လျက်တိတ်လာတဲ့ပန်းတွေပါလား။ဟိုစိတ်လိုလက်ရပြောသည်။ကိုခမောင်စောနဲ့တက်မြင့်ထွန်းတယောက်ကိုတယောက်ကြည့်၍ပြုံးလိုက်ကြ၏။ဘယ်တော့မှပန်းဟိုးကိုလှသည်ဟုမပြောဘူးသောမိုးဝေသည် အနှဲငယ်ချို့တို့ချန်တန်းဖြစ်နေသည်ဟုသူတို့ထင်သည်။သူတို့ထမင်းစားရန်တင့်တော်ပြီးဟူတတ်မှတ်တော့အချိန်ထိမိုးဝေစအောင်မှမျက်နာမခွာသေးပြီ။ မိုးဝေထိုထမင်းသွားစားဖို့အချိန်ရောက်ပြီကိုခမောင်စော်ကြီးအတန်ကိုကြမကမန်းကရန်မောကြည့်လိုက်သည်ဟုတ်ကဲ့သူတီရောက်နေသောစာမျက်နှာကို visiting card တစ်ခုဖြင့်ညှပ်၍ပေးလိုက်သည်ဖလက်စာစားကြောင်းများသည်သူ့ကိုဒုက္ခပေးလျက်ရှိ၏မင်းကျက်သူတို့၏အချက်သည်ဤကဲ့သို့ပြော၏ကျွန်ုပ်တင်ကိုချစ်သည်အဘယ်ကြောင့်ဆိုသော ကျွန်ုပ်တင်ကိုလိုအပ်သောကြောင့်ဖြစ်သည် ရင်ကျက်သူတို့၏အချစ်သည်ဤကဲ့သို့ပြော၏။ကျွန်ုပ်တင့်ကိုလိုအပ်သည်။အဘဲကြောင့်ဆိုတော့ကျွန်ုပ်တင့်ကိုချစ်တော်ကြောင့်ဖြစ်သည်တည်း။တော်တော်ကြောင့်တဲ့စကလုံးနေပါလား။သူမတက်ရက်လိုက်ပြီးစာအုပ်ကိုအိတ်ထဲသို့ထည့်လိုက်သည်။တိုင်းတော်စာအုပ်ဆိုင်သို့သွားရလမ်းတစ်လျှောက်တွင် သူသည်တိတ်ဆိတ်ငြိမ်သက်စွာပါလာသည်။ကိုခမောင်စောကမေးခွန်းတစ်ခုမေးတာကိုသူမကြားချင်။သူတွင်းနေသည်ကယခုအချိန်တွင်မန္တလေးပြောင်းအောင်နေမည်ဖြစ်သော KTE အကြား။ သူ့ပခုံးကိုကိုစော်ကခက်ပြင်းပြင်းတစ်ချက်ပုတ်လျက်ဟာမိုးဝေမင်းကိုမင်းနေတာကွာဟူပြောကမှသူကြားသည်ဟမ်ဘာလဲကျွန်တော်မကြားလိုက်ဘူးသူတို့နှစ်ယောက်ကျဲလောင်စွာရင်မောလိုက်ကြသည်ဘော့စရခင်ရဲ့ပကန်းစားကိုအစ်စ်ထွက်ပြီလားလို့မင်းနေတာသူအနှင်းငယ်ချက်သွား၏ဩထွက်ပြီနဲ့တူတယ်ကျွန်တော်နေ့လယ်ဥပကြီးဆိုင်ရောက်ရင်မေးလိုက်ပါမယ် သူတို့သုံးယောက်ထဲတွင်စာအုပ်ဆိုင်သို့တိုင်ခံသွားသူမှမိုးဝေတယောက်သာရှိသည်စာအုပ်ဆိုင်တွင်ဟင်းများမှပြီးသည့်နောက်တမြင့်ထွန်းနှင့်ကိုခမောင်စောကမိုးဝေပကံရောက်နေစဉ်သူတို့နှစ်ယောက်တွေ့ကြုံရဟန်တူသည်မိုးဝေမတိသောအဖြစ်ပြက်များကိုပြောရင်းရေမောနောက်ပြောင်းနေကြသည်မိုးဝေကခန့်ကောင်းကောင်းထိုင်လျက်စီကရက်ကိုသာမဲ၍ဖွာဆိုင်နေလိုက်သည်သူစဉ်းစားနေသည်မှာတခုတည်းဖြစ်၏အချစ်သည်အချိန်ပြည့်အလုံးချုပ်နေသောလူတစ်ယောက်ဤဘဝထဲသို့ ဘလို့ပုံစံမျိုးဖြစ်ဝင်ရောက်လာနိုင်မှာတနည်းပကံပြန်လာကလေးကသူ့တွင်တစုံတစ်ခုလိုအပ်နေသည်ဟုခံစားရပြီးထိုတစုံတစ်ခုမှာတော့ဘာမှမသိပြီကတိညို့ယူရတော့မျက်ဝင်းနဲ့နဲ့ကလေးတွေလားသူမဟုတ်သူမဤကနဝင်းဝတ်ဆောင်တဲ့ဘလို့မှတွဲဖက်၍မရတော့တလမခွဲနှလမခံမြင်နိုင်တော့ပန်းဆယ်ဟိကလေးတွေလားသူမဟုတ်ကတိရင်မောအင်ကြီးမှာတနေ့တမျိုးပြောင်းလဲတက်ဆင်လာတော့ခွင်းတက်ကျဲတိလေးတွေလား သူမဟုတ်ဝါညက်အကွက်တော် KTE ရေမောတန်ကလေးလားစပိန်နေစဉ်ထမိန်တိုတို့ဤအောင်မှာ ရင်ခုန်ပွဲရမြင်နေရတော့ဝင်းမပြေလျောသည့်ခြေတလုံးကလေးတွေလားသူဆုံးဖြတ်ချက်ချလိုက်ကိုဇော်ကျွန်တော်တခုမေးချင်တယ်ကိုဇော်ကမျက်ခုံးပင်ကြည့်ဤသူအနှင်းငယ်အာယူပြီးပြုံးပြလိုက်သည်ဟွာလေလူတယောက်ကမိမတယောက်ကိုချစ်နေပြီလို့တမမဖို့ ဘယ်အချက်လက်တွေနဲ့ပြည့်စုံရမလဲ Oh god ကျေလောင်သောအဟိရေမောလိုက်သူမတတ်မြင်ထွန်းဖြစ်သည်သူထူးဆန်းသော်လည်းဒေါသမထွက်ဖဲချက်ရဲရေလိုက်မိသည်ကိုကမောင်စောကတော့သူ့ကိုမပြုံးမရေငေးမောဆိုင်ကြည့်နေ၏သူဒီ secret ကိုလက်မကင်ထားလျက်ကမင်းရောကမဆိုင်ဖွာမိပဲဆိုင်ငင်းနေလေသည်သူတို့ထမင်းဝိုင်းကလေးခဏငြိမ်သက်သွား၏စကားဆပြောသူမှာကိုခမောင်စောဖြစ်သည် တော်တော်ကြောင်နဲ့မေးခွင်းမယ်။ဒါပေမဲ့ဖြစ်ဖို့လည်းတော်တော်ခက်ပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဒါဟာအချစ်ရအိဗယ်ကိုဖွင့်ရမယ်မေးခွင်းဖြစ်နေတာ哦။နင်းဟုတ်ကွာ။မင်းကမေးခွင်းတစ်ခုထပ်မေးရလိမ့်မယ်။မင်းမှလောလောဆယ်ခန်းစားချက်တစ်ခုခုတော့ရှိနေရမယ်။ရှိသလား။အင်းရှိတယ်။အဲ့ဒါတော့စိတ်ညစ်နေတာပဲ။ဘာလို့စိတ်ညစ်တာလဲ။ तू စဉ်းစားလိုက်သည်။ငါဘာလို့စိတ်ညစ်နေတာပါလဲ။ သူ့ကိုမေးလို့မရတာအဲ့ဒါကိုစိတ်ညစ်နေတာပဲအမြင်လို့လို့သတိရနေတာအဲ့ဒါကိုယ်ရေမေးလို့မရတာအချက်မဟုတ်ဘူးဗျာတမင့်ထုံကဝင်ပြောသည် သူတမင့်ထုံကိုပထမဆုံးအကြိမ်အာကိုတကြီးကြည်လိုက်၏ဟုတ်တယ်ဗျာလူတယောက်ကိုနာကြည့်ရင်အခဲမကြည့်ရင်လည်းမေ့မရဘူးဗျာဟာကွာဟဲ့အောင်စကားကောင်းကောင်းပြောစမ်းကိုစောကဝင်ဟန်တော်မှာတမင့်ထုံပြုံးပြေးပြေးငြိမ်သွားသည် ။နေအောင်မိုးဝေအမြဲလိုလိုသတိရနေတယ်ဆိုတာဘယ်လောက်ကြာပြီလဲ။အဲလေးရက်။ဟာ။တမြင့်ထွန်းကြီးအမေရိကန်ကလိုအပ်တီထပ်ပို့ဤ။သူရှီလျားနေပြီဖြစ်သော secret ပြားတော်ကိုဇက်ကနဲချွေပလိုက်ပြီးအနေငယ်ပြုံးနေမိသည်။ကိုဇော်ဤခတ်တီတီမျက်နှာမှာတဖြည်းဖြည်းပြုံးလာဤ။သူ့ကိုစသည်တာတွေ့တာရောဘယ်လောက်ကြာပြီလဲ။သူရံများကိုတွက်ကြည့်ဤ။ ပကံကိုရောက်သည့်ညဤနောင်နေပထမဦးဆုံးအပြင်ထွက်သည့်နေပကံမှာလေးရံရှေ့ရပေါ်ဒီတခါတော့တက်မြင့်ထွန်းသားမကတော့ပဲကိုစော်ကပါလိုက်၍ရေမောလေတော့သည်သူချက်သွား၏ပါပြများနှွေးကနေပူသွား၏စိတ်လဲတိုးသွား၏ဒါတိတ်များရေစရာကောင်းနေသလားဟာရေစရာပေါ်မိုးဝေရတွေ့တာရှေ့ရပဲရှိသေးတယ်လေးရက်ကသူ့ကိုမင်းမရဘူးဆိုတော့ ဒီဟာအချစ်ဆိုရင်တော်တော်ပြင်းအားများတဲ့အချစ်ပဲသူ secret ကိုတအားရှိုက်ပြလိုက်ပြီးလက်တလုံးလောက်ကျန်နေလျက်သားနဲ့ပြာခွက်ထဲသို့အညိုတကြီးဖိချပြလိုက်သည်ဒါဖြင့်မင်းအခုတစ်ခေါက်ခီးမှတွေ့ခဲ့တာပေါ့နော်ဟုတ်တယ်သူကဘယ်မှနေရလဲတီဦးဘာမတီဘူးဆိုတာသူ့စာတီးမျိုးကိုမတီဘူးလို့ပြောတာအမ်ဒါပေမဲ့ तू ကျမတို့ပြင်မနာမှာလို့ပြောဦးတယ်ပြင်မနာသူဖြစ်ရင်ဖြစ်မှာပေါ့ ဒါပေမဲ့သူ့အလုပ်ကိုသိတယ်။သူကမန္တလေးတက္ကသိုလ်မှာကျူတာလို့ပြောတယ်။မင်းကိုလိပ်စာပေးသလား။မပေးဘူး။တမင်ထွန်းကရေတန်းဆွက်လျက်လိပ်စာမပေးဘူးဆိုရင်သူ့ဘက်ကချင်းနေတိတ်မကောင်းဘူးကိုဝေး။ဟူညီဤသူမချီပြုံး ပြုံးလိုက်သည်။ဒါပေမဲ့မင်းလိပ်စာတော့သူ့ကိုပေးခဲ့တယ်မဟုတ်လား။မပေးဘူး။ဟိုင်း တမြင့်ထွန်းကညီုံနဲ့မဟုတ်ဖဲနှစ်ဖူးပေါ်လက်ဖွာဖြစ်ရိုက်လျက်တိတ်လိုက်စမ်းမကိုဝေရဟူရေမောပြန်လိသည်ဒါဆိုမင်းတို့ဇလန်ကပြက်နေပြီဘောကွာတယောက်ကိုတယောက်လိမ့်စာတောင်မပေးကြတဲ့လူနှစ်ယောက်ဟာတယောက်ကိုတယောက်ချစ်နေမှတိကြတာပေါ့ဒါပေမဲ့ကျွန်တော်သူ့ဝေးမှမရှိနေရင်ဘာလို့လို့အဆင်မပြေတော့ဘူးဗျာအလုံးတလွဲတချော်တွေကြီးပဲသူ့စကားကိုမရေမောရက်စွာငိုင်းသွားသူကကိုဇော်ဖြစ်သည်ကိုဇော်ကခေါင်းကိုတစ်ချက်ညှိပ်ပြီး ခဏငင်းမောနေပြီးမှနောက်တစ်ကြိမ်ခေါင်းထက်ငိမ့်မြန်၏။ကောင်းပြီငါမေးဦးမယ်။အဲ့ဒီတော့အခုမင်းစိတ်ထဲမှာဘာဖြစ်နေလဲ။ဘာလုပ်ချင်နေသလဲ။ကျွန်တော်လား။ဒီတစ်ခါကိုစောမန္တလေးကိုသွားဖို့ကြုံလာတဲ့အချိန်ကိုစောကိုစားကျွန်တော်လိုက်သွားခြင်းနေ။မင်းဟာမသိမကြကြီးပါလားကွာ။သူတို့เจ้าတွေကအောက်တိုဘာကျောင်းပြည့်ရရှိသလားမရှိဘူးလားမင်းဘယ်လိုလုပ်သိမှာလဲ။မင်းမန္တလေးကိုသွားဤသွားပြီး ကိစ္စမရှိဘူးကိုသောမြမသာဌာနကိုသွားကြည့်မယ်။ကျောင်းတွေပိတ်တယ်ဆိုရင် ဖွင့်ချိန်မှာနောက်တစ်ခေါက်သွားကြည့်မယ်။ဟာမင်းအဲ့ဒီတော့စူးစမ်းကျင်သိရှိနေရင်ငါ့ကိုဘာလို့ဟူမေးခွင့်ကြီးလာမင်းနေတရားတည်းလဲ။သူချက်သွားကြီး။ကျွန်တော်ကိုကိုကိုဘာဖြစ်နေတယ်လဲဆိုတာသိချင်လို့နောက်ပြီးဘာဆက်လုပ်ရမှန်းလဲမသိလို့ပေါ့။ကိုသောကဒီလောက်လေးမှအကူအညီမပေးချင်ဘူးလား။ဟုတ်ပါပြီ။ငါကူညီနိုင်တဲ့လောက်တော့ကူညီမှာပေါ့။ ပေမဲ့အခုမင်းခန်းစားနေရတဲ့ခန်းစားချက်ကိုအချစ်လို့ငါတတ်မှတ်မပြီးကျင်သေးဘူး။မင်းဒီလိုခန်းစားချက်မျိုးတစ်ခါမှမခန်းစားဘူးဘူးလား။ဟုတ်တယ်တစ်ခါမှမခန်းစားဘူး။ငါအဲ့ဒီလိုခန်းစားချက်ဆင်လိုမျိုးနှစ်ခါခန်းစားဘူးလေ။ငါအတွက်တော့အဲ့ဒါအချစ်မဟုတ်ဘူးကွာ။ယနေ့အဖို့သူပထမဆုံးအကြိမ်စိတ်သက်သာရာရသွား၏။သို့တော်ချက်ချင်းစိတ်မောပန်းသွားပြန်၏။ဒီဟာသာအချက်မဟုတ်သေးဘူးဆိုရင်အချက်ဟာဘလောက်များပြင်အားများလိုက်မလဲ။ ခင်မကများလာချတော့လေသူ့အနေငယ်ငိုင်းတွင်နေစေသူ့အတွက်ထမင်းနဲ့ဇွန်ခရင်ကိုတက်မြင့်ထွန်းကစီစဉ်ပေး၏ထမင်းကိုစိတ်မပါစွာစားရင် သူရှေ့ဆက်မလုပ်ရမလဲဟုစဉ်းစားနေမိသည်ဘာမှမသိတဲ့ဒီခန်းစားချက်ကြီးကို နောက်ထပ်ဘလောက်ကြာအောင်ခန်းစားနေရအောင်ပါလေနောက်ထပ်သူ့ဘက်ကဘာမှဆက်မလုပ်ရှာပဲထားလင်ပေါ့အချိန်တလျင်ပျောက်ပြက်သွားမိခန်းစားချက်မျိုးပဲဖြစ်ပါစေကုစော် တကယ်လို့ဒီကြားထဲမှာကျွန်တော်မန္တလေးကိုမသွားပြအောင်ထိမ့်ချုပ်ထားနိုင်ခဲ့မယ်ဆိုရင်ဒီခန်းစားချက်ကြီးဘလောက်ကြာမယ်ထင်တယ်လဲကိုစောကစိတ်ပါလက်ပါပြုံးဤအမ်ငါစိတ်ထင်တော့နှစ်ပတ်လောက်အလုံးစုံတစ်လလောက်ကြာရင်မင်းအဲ့ဒီခန်းစားချက်ပြောက်သွားမှာပါဒီကိစ္စမျိုးကထပ်တွေ့နေရင်တန်ရုံးစင်တွေထပ်ရပြီးရှုပ်ကုန်တတ်တယ်တက်နိုင်ရင်တွေ့ဖို့မကြိုးစားနဲ့ပေါ့မင်း passport ကကြာတော့မှာမဟုတ်လားအမ်မင်းဆက်စူးစမ်းရင်မင်းလည်းဒုက္ခရောက်မယ် ူလည်းဒုက္ခရောက်မယ်။မင်းအောင်ဟိုမှာဘလောက်ကြာအောင်နေပြမလဲမသိဘူး။တသက်လုံးဖြစ်ချင်လဲဖြစ်နိုင်တာပဲ။အနည်းဆုံး၄-၅နှစ်တော့ကြာမယ်။ကြောင်းပြီးဖို့လေ။ဟုတ်တယ်။နောက်ပြီးအရေးကြီးဆုံးအချက်မင်းရအောင်မယ်။ तू ကမင်းကိုတန်ရုံးစင်ဖြစ်ပုံတော့မရအောင်မဟုတ်လား။ဟမ်။အဲ့ဒါကျွန်တော်မသိဘူး။ तू ကျွန်တော်ကိုခင်မြင်တာတော့အမှန်ပဲ။နောက်ဆုံးနှုတ်ဆက်ကြတော့လဲစိတ်မကောင်းတဲ့အရေးရောင်မတွေ့ရဘူး။ပြုံးချိုနေတာပဲ။ ဒါကျွန်တော်ဘက်ကတသက်အယူထားတဲ့ခံစားချက်နဲ့တူပါရဲ့ကိုစောရထို့သူမတက်မတားပြောလိုက်မိစဉ်မိမတရားအပေါ်ဒါသူဤပထမဆုံးအရှုံးမဲလားဟုမခန့်ချင်းမခန့်သာတွေးလိုက်မိသည်ကောင်းပြီငါအကောင်းဆုံးကြံကြံပေးလိုက်မယ်မင်းတို့နှစ်ယောက်တွေ့ဖို့လမ်းစားကမင်းဘက်ကပဲရှောက်လို့ရတယ်မင်းအပေါ်မှာမူတည်နေတယ်မင်းသာနည်းနည်းလေးထိန်းချုပ်လိုက်ရင်မင်းဘွားထဲမှာသူနဲ့ဘယ်တော့မှမတွေ့ခဲ့ဘူးသလိုနေသွားဖို့ဘလောက်မှစူးစမ်းလိုက်ရမှာမဟုတ်ဘူး မင်းသွားဆက်လိုက်ရင်မင်းပိုစိတ်ညစ်ရမယ်။သွားလို့ဟိုကမင်းကိုစိတ်ဝင်စားရင်ဒါမှမဟုတ်သူ့မှာရည်စားရှိပြီးသားဆိုရင်ဒါမှမဟုတ်တိတ်ကန်ဆိုးလွန်စွာယောက်ျားထောင်ရှိပြီးသားဆိုရင်မင်းပိုစိတ်ထိခိုက်ရမယ်။အဲ့ဒီလိုမဟုတ်ဘဲသူကလည်းမင်းပေါ်စိတ်ဝင်စားလိုက်ရင်တန်ရုံးစင်တွေ့လိုက်ရင်နောက်ဆုံးချက်သွားရင်တောင်မင်းတို့ရဲ့ချက်ကတိတ်ပြောရမယ်မထင်ဘူး။ဒီတော့ဒီတော့မင်းသူ့ကိုအတက်နိုင်ဆုံးမေ့ပြလိုက်တော့အခုချိန်နေမှာမေ့ပြဖို့ဘက်က90ရာခိုင်နှုန်းတောင်ရှိနေတယ် ကျေးဇူးတင်ပါတယ်။သူစိတ်ကိုအတန်းနိုင်ဆုံးထိန်းချုပ်ထားဖို့သူဆုံးဖြတ်ချက်ချလိုက်သည်။မိမတယောက်ကိုမေးဖို့စူးစမ်းရတာဟာလန်ဒန်က ISA အောင်လက်မှတ်ရဖို့စူးစမ်းခဲ့ရသလောက်ခက်မှာမဟုတ်ပါဘူး။သို့တော်ဤကိစ္စသည်သူထင်သလောက်တော့မလွယ်ခဲ့ပါ။စာတုံးဆိုင်ရဲ့ပြန်တွင်သူလက်နှိပ်ဆက်ရှိမှထိုင်လိုက်သည်။စိတ်ကိုအနာမပေးဘဲလေ့ကျင့်နေဖို့ဆုံးဖြတ်လိုက်ပြီးအထွေထွေရတာနှစ်ပတ်လောက်ရှိသွားပြီဖြစ်သောလက်နှိပ်ဆက်ခလုတ်များကိုစတင်နှိပ်တော်သည်။ သူအယုံနဲ့တွင်မကြခဏရှိနေသောဝါကြများသည်စာရွက်ပေါ်တွင် အင်္ဂလိပ်စကြောင်းများအဖြစ်ပေါ်လာကြသည်အလို့သမားနေသည်စက်တင်ဘာလ၏ပထမဆုံးတနင်္လာနေ့ဖြစ်ပြီးကနေဒါတနိုင်ငံလုံးတွင်အများပြည်သူယုံပိရဖြစ်သည်၎င်းသည်ကျွန်ုပ်တို့အားနိုင်ငံကိုမြေခဲသို့တည်ထောင်ခဲ့ရသည်ကိုအမှတ်ရစေပြီးယခုအချိန်ထိရှေ့ဆက်လောက်ကရမည့်လုပ်ငန်းဆောင်တာများကိုလည်းအမှတ်ရစေသည်ထိုနေရာတွင်ခဏတန်သွားပြီးလက်ကဆက်ရိုက်သွားသည် 1869ခုနှစ်တွင်ဖွဲ့စည်းသောပြည်နယ်၄ခုမှာ Nova Scotia, New Brunswick, Quebec နဲ့ Ontario တို့ဖြစ်သည်။သို့တော်သူမျက်စိအာရုံနဲ့တွင်မမရှိနေမည်ဖြစ်သော Ontario ပြည်နယ်မြေပုံကိုအရင်ကလိုမြင်အောင်ကြည့်ရမည်။တိုက်ကြောဆိုင်ကလေးများတလှုပ်လှုပ်ခုန်နေတတ်သော KTE ဖြူဝင်းတွေလျာသောလေတိုင်းကလေးကိုမြင်နေရသည်။ထို့နောက်နှကန်းကလေးသူမ၏ဖောင်းကြသောပန်းရောင်နှကန်းကလေးသည် အမြဲဆိုးဆိုးနေရရှိပြီးပြုံးရတော့မယောင်ကွေးညွန်နေတတ်သည်ဟာတေတော့မှာပဲသူထိုးစားချောင်းကိုရိုက်မိသွားမှန်းသိတော့အခါထိုးစားချောင်းပေါ်တွင် အမြောက်လက္ခဏာများဇက်တက်ရိုက်ချပစ်လိုက်ခြင်းဖြင့်ဖြတ်ပစ်လိုက်မိသည်သူထိုးအလုပ်ကိုလက်လျှော့လိုက်၏စပွဲပေါ်တွင်လက်ဖွားနှစ်ဖက်ကိုဖြန့်၍မှောက်ချကာကိုလက်ခုံများကိုကိုမမြင်ဘူးသလိုစိုက်ကြည့်နေလိုက်မိသည် ဆောက်ကလေးကိုဒီမှာပဲခေတာရန်နာခွေပြပါရှင်။နားစင်အားပေးခဲ့ကြသူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါရရှင်။ကျမ်းမာပေးကင်းကြပါစေ။